အဲကျွန်တော်ကတော့ဒီမှာတူတာပေါ့နော်အဲကုမင်းဦးရဲ့ငယ်ဘဝလည်းဟုတ်တယ်ဒီမမေမီကိုပေါ်အဖေပေါ့ဖေနဲ့မေပေါ့ဟုတ်ကဲ့ဒီအကြောဒီပေါ့နော်အမိုင်းမမေမီရဲ့ဒီမေစိန်ဆိုရဲကာရက်တာလေးပေါ့နော်ဒီနေ့ကစစ်တိုက်ပြီးတော့ဒီပါပေါ့နော် ငယ်ပေါ့ငယ်ငယ်ပေါ့လူငယ်ပေါ့နော်ငယ်ဘဝလေးနည်းနည်းလေးဟိုဒရမ်မာလေးပါမယ်ဒရမ်မာလေးဖဲဗီလေးဖဲဗီဒရမ်မာနည်းနည်းဆန်တာပေါ့ဒီအရှိမာဒီရှေ့ရလူတွေကတော့ဒီကိုအောင်လေးနဲ့မမမီကတော့ညီမရေဂျုံကြီးကဆက်ရတဲ့ကရာဇဝိုင်းကြီးဒီကားထဲမှာဆုံမှုတွေပေါ့နော်ဒါခုနှစ်နှစ်ရှစ်နှစ်လောက်ကြာမှဒါပြန်ဆုံနေအခုနဲ့မှာပေါ့လေအခုပညာဖုန်ပြင်းတဲ့ကကျတော့အဲဒီအခုကား ဒဇင်းဆိုရဲစီးမှာရိုက်လက်ဆက်စကားမှာတူတူရိုက်နေတာပေါ့နော်ဟုတ်ဟုတ်အဲဒါလိုပဲအကိုရီမတွေကတော့အစတွေကလည်းခင်မင်းမိသားဖြစ်တာဆိုတော့အကြောင်းနဲ့အကြောင်းနဲ့ကတော့ကိုယ်ဟိုခုကြီးပြပြပေးရလို့ရှိပါတယ်ဆိုတော့ညီမတို့အကြီးဒုတိယမြောက်ပါဘူးညီမတို့ TDMC ကဆိုတော့အဲဒီမဟာနဲ့ကတော့ဒီမဟာတော့ညီမတို့ TDMC ရဲ့ meeting production ကိုဖြစ်နေတာပေါ့လေဟုတ်ပြီးနေကြတော့အဲတော်တော်များများရှိပါပြီ ီးရီးလေမနစ်တော့တုံးလောက်ရှိပြီဆိုတော့ဟုတ်မဟာဒါဒုတိယမြောက်ကားပေါ့ရှေ့မှာလည်းဒုတိယဘောင်ဖွဲဆိုတဲ့စီးရီးတစ်ခုရိုက်ထားတယ် ဲ့ဒါကတော့ကျွန်တော်ရဲ့ဒုတိယမြောက်ကားပေါ့ဒီမဟာကျွန်တော်ရွေးချယ်ပြီးရဲ့မဟာကအာမကြုံကြည်လို့ပေါ့နော်ဒါဟိုက်တာကြည့်ရှင်ဟောရုံရုံကြည်ကြည်နဲ့ဒီနေရာလေးကိုပေါ့နော်လှုပ်ခွင့်ပေးရအတွက်ကျေးဇူးလည်းအများကြီးတင်ပါတယ်ဟောဒါပထမဆုံးစာဆုံးပါမာနယ်လေးဒါရိုက်ရှင်နေရဆိုတော့လေရိုက်ခွင့်ရတဲ့အတွက်ဒီမဟာတာဝန်ရှိတဲ့သူတွေရောဒါဟိုက်တာမတ်ချီကျူရှင်ဟောကျေးဇူးအများကြီးတင်ပါတယ်ဟောဒီဇက်ညွန်စာရကဦးမင်းဦးဟိုဇက်ကားလေးလည်းအချိန်ရရတယ်လို့ပေါ့နော်ကြီးပြတ်တယ်ဟို script လေးကိုလည်းဒီစာလေးဖတ်ပြီးတော့ ီးတော့ဒီကားကကျွန်တော်ရှေ့မှာတော့အားမမလုပ်ဘူးရဲ့နောက်ထပ်ပုံစံအတစ်ပြီးတော့ heavy လေးနည်းနည်းလုပ်ရမယ်ပေါ့နော်မိုတာတွေလည်းများပြီးတော့ drama နည်းနည်းဆန်တော့တီချာလေးတော့ကြိုးစားပြီးပြင်ဆင်နေပါတယ်ဟိုဦးမင်းဦးရဲ့ဟိုပေါ့စကားပြောဟန်ပေါ့အဓိကသူစကားပြောလိုက်တဲ့ခါသူ့ရဲ့ဟန်လေးကိုပန်းဟန်လေးတစ်ခုရှိတယ်အဲ့ဒါလေးကိုတော့ကျွန်တော်တတိထားမိပါတယ်အဲအဲ့ရလေးတွေကိုအတက်နိုင်ဆုံးပေါ့နော်သူရဲ့ငယ်ဘဝဆိုတော့ကာရီတာတွေဖောင်နေရလည်းမကြော်ပါအောင်သူနဲ့လည်းဆင်အောင်ပေါ့နော်ဆင်ပြောင်းလို့ ကျူးစားမှာပါတော့ဟုတ်ကဲ့ပေါ့အကောင်းဆုံးတော့လုပ်တယ်ကျွန်တော်အမြော်လင်းချက်တော့အကြီးကြီးတော့မထားဘူးရောက်လာတဲ့များအလုပ်တန်းကိုဟိုကိုတက်နိုင်တော့ပေါ့နော်ကိုစိုင်းညံစိုင်းရှိတော့အကောင်းဆုံးတော့ကျူးစားရတယ်အဲ result ကတော့ဒီကံမော်လေးမှုတည်ပြရတယ်ကံမော်လေးမှုတည်ပြီးတော့ဟိုကိုကျူးစားရင်တော့ရလက်ကောင်ဖတ်ပြန်လို့ရုပ်ကြည့်ပါတယ်ဟုတ်အဲတော့ချောင်းနီးပါးပေါ်မှာငိုလာတော့နည်းနည်းဇက်နာတယ်ပေါ့ဟုတ်ဦးမင်းငယ်ပေါ်ကနည်းနည်းလေးဇက်နာတယ်ပုံစံလေးတော့ မြမရှေ့ပိုင်းမှာတော့နည်းနည်းရှိတယ်နောက်ပိုင်းဆိုတော့သူလည်းယူလိုက်ပြီးတော့တိတ်မရှိဘူးပေါ့နော်ကာရိုက်တာပိုင်းကတော့ပြင်ဆင်ထားရဲဆိုတော့အခုမြမအဲဒီကာရိုက်တာနဲ့ဝင်မဲ့ဒီဟိုဝစ်စာစီရင်မှုမိကအပြင်ဆင်ပေါ့နော်နောက်တစ်ခုကဒီစပင်ကအစဒီဒရိုက်တာနဲ့ဒရိုက်တာရဲ့ဘက်ကလိုအပ်တဲ့လူဝင်တဲ့ပုံစံတိုင်းတော့ဒီလုပ်ပေးမှာပါဟုတ်ဟိုအဲကျွန်တော်တော့တော်တော်များများအဲ့လိုဒရမာနဲ့ဟိုပို့ပြီးတော့ဟို လိုက်တယ်ပေါ့နော်အဲ့လိုပြောကြရတော့ရှိရဲ့ရှေ့ရကားလေးမှာလည်းဟိုနှစ်တော်ပြေလို့ပါလို့ဆိုလဲဒီမိုးတဲ့ခန်းတွေကိုကူကပူအားရဟိုပို့ပြီးတော့ကြိုက်တယ်ဟိုနှစ်တက်တယ်လို့အဲ့လို feedback လေးပြောကြရတယ်အမှန်နေမှာပါ အဲ့လိုမဟုတ်ကျွန်တော်ကတော့ဟိုဟိုကလည်းအတစ်ဆိုတော့လေအခုချိန်ဒီစူးစမ်းနေတုန်းကပြီးပြင်းနေဆိုတာအထက်ဘယ်လိုပြောမလဲလိုက်နေရပါတော့เนาะကျွန်တော်ယုံနေအဲ့လိုမျိုးဖြစ်မြဲထင်ပါတယ်အထူးခြားတာကလည်းကျွန်တော်ရိုက်ပြမြကားတာဟာတာကားဆိုရင်တော့ငိုရဲခံတစ်စေးလောက်တော့ပါလိုက်မှာအဲ့လိုဆိုအရင်ကဆိုရင်တော့ဒါငိုရဲခံနေမှာကျွန်တော် pressure ရမ်းများတယ်မငိုနိုင်ပါမျက်ရည်မထွက်ပါဘူးเนาะအဲဒါမဲ့အခုနောက်ပိုင်းတော့နည်းနည်းဟိုစိတ်နာရလာပြီပြီးတော့ဟိုနည်းနည်း အဆင်ပြေလာရပေါ့အခုတော့ဟုတ်အင်းပေါ့အဲ့လိုကန်ဆက်တယ်လို့တော့ပြောလို့ရတယ်ဟုတ်အားလိုက်ပြီးပါမှာနည်းနည်းမဟုတ်တော့မှာတစ်ဆင်းလောက်တော့အနည်းဆုံးတော့ပါလိုက်တယ်အဲ့လိုဟုတ်တယ်ကြဲကြဲတဲ့တရုံနဲ့လည်းဖြစ်တယ်ဆိုတော့လေအဆင်ပြေရတော့တယောက်လိုပဲဆက်တယောက်ပါတော့အကူညီမှာပေါ့နော်ဟုတ်ဖောက်ပြမှာမာဟာဟာ तू ကပုံပြီးကျွန်တော်တဲ့စီနီယာကြာအဲ့တော့ तू ဆွဲခေါ်မေရောအဲ့ဒါလည်း I think ကောင်းနေတော့ဟုတ်တယ် အဲ့လိုပြောနေဆိုတော့လေတယောက်နဲ့တယောက်ဒေသလေးတော့သွားမှာပေါ့။တကောက်တော့တော့ကြိုးစားမယ်။အဲရလာတဲ့ပုံမှာ result ကိုတော့ဂျင်းနေရမှာပေါ့။အဲဒီကားလေးကပေါ့နော်ရတာအစုံဖြတ်ထားရမယ်ပြီးတော့ဇက်အိမ်ကြီးကတော်တော်လေးကြီးတယ်ဆင်မရှင်မရဲ့ဝိတုလည်းဖြစ်တော့အာဒီဆာဖက်ပရိဒတ်တွေလည်းလုံးဝစိတ်မပြတ်တော့အောင်အာဒီမဟာတစ်ခွဲ့လုံးပေါ့နော်မဟာရောဒီချမ်းမြေစီကြောင်တစ်ခွဲ့လုံးက ဥစွမ်းညာစွမ်းရှိတော့အကောင်းဆုံးကြိုးစားသွားမှာဖြစ်တဲ့အဲဟိုရောက်လာရင်ဟိုသာကြီးစုပေးကြပါအောင်လို့ဟိုဒီမဟာလွင်တဲ့ခါကျရင်လည်းအားလုံးဝေဖန်ပေးကြပါအောင်လို့ပြောချင်တယ်။ဟုတ်ပါတယ်။အဒီကားလေးထွက်လာတဲ့ခါကျရင်ပေါ့နော်မဟာအပလီကေးရှင်းကနေပြီးတော့ဆက်နေကြည့်ပေးကြပါမယ်။ပြီးတော့ဒီကားထဲမှာပါဝင်တဲ့ ုံလုံးကပေါ့နော်ဒီစာလေးသူ့ခန်းနေသူပေါ့ဒီစာလေးစူးစမ်းထားတာမျိုးပေါ့နော်ရိုက်တာလည်းဒီစာဒီတေးလိုချင်တဲ့သူဆိုတော့လေအားလုံးကဒီ team တစ်ခုလုံးကဒီစာစီးလုံးနဲ့စူးစမ်းထားတဲ့စကားလေးမျိုးစကားလေးတွေ့ယူပြီးဖန်ဆယ်ပေးကြပါလို့ပြောချင်ပါတယ်ရှင်